ပရိသတ်ကြီးအားလုံးစောင့်မျှော်နေကြတဲ့အပိုင်း6ဇလန်းလေးအစမှာတော့ကိုင်ရွယ်နဲ့စစ်သူကြီးစံတို့အားပြိုင်စစ်ခင်းနေတာကိုတွေ့ရမှာပါကိုင်ရွယ်လေးတိုက်ခိုက်နေရင်တကယ်ကိုအမှတ်နှစ်စစ်တပ်စစ်သူကြီးပြီးသားလာပါတယ်တိုက်ရိုက်ခိုက်ရကထိုးပေါလို့မရအောင် ကောင်းလုံးနေတာကြောင့်လေးစားလာပါတယ်လို့ပြောနေခဲ့ပါတယ်ဒါဆိုရင်ကိုင်ရွယ်နဲ့စစ်သူကြီးစံတို့ကိုလက်ယုံချင်းရှင်တာဘလို့အဆုံးသတ်မလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်နော်နှစ်ယောက်သားအားကုန်သုံးပြီးဓာချင်းရှင်ပြန်ကြပါတော့တယ် ဇန်တို့ကစစ်သူကြီးပြီးပြီးအသေးကုံတိုက်ခိုက်တာကြောင့်ကိုင်းရဲအသေးကုံအလူးလဲခံနေရပါတော့တယ်။ရုပ်ပိုင်းဆိုင်ရာရောခွန်အားပိုင်းရောဇန်တို့ကတာနေတာကြောင့်ကိုင်းရဲအထိနာနေပါတော့တယ်။အစကတော့ကိုင်းရဲတယောက်ခံရပြီမဲ့နောက်ပိုင်းမှာတော့မော်ဝင်သားကိုဇန်တို့လုံးဝမရှင်နိုင်ခဲ့ပါဘူး။မော်ဝင်သားကိုရှင်ပြီးတိုက်ခိုက်တာကြောင့်ဇန်တို့ဒါကြိုးပဲ့ရဲရဲသားကြံပါတော့တယ်။အဲ့တော့ကိုင်းရဲလဲထမေးတယ်။ခမရလက်နဲ့ချမလား။အေးစေးတိုင်းပြည်ကိုပြန်ပြီးအញ្ញံခံမလား။မင်းသမီးကို ကျွန်တော်ပြောပြီးမယ်ခမရအသက်ဘေးကလွတ်အောင်ကူညီပေးမယ်လို့ပြောခဲ့တယ်ထပ်ပြောမယ်ကျွန်တော်ခမရကိုမသေးစေချင်ဘူးလက်နဲ့ချပါလို့ပြောခဲ့တယ်အဲ့ဒါနဲ့ဇန်တို့လဲမင်းငါကိုမသေးစေချင်ရင်မင်းကိုတက်ခွင့်ပေးလိုက်လေဒါဆိုငါလည်းမသေးတော့ဘူးကိစ္စတုံးသွားပြီလို့ပြောလိုက်တော့ကင်ရယ်ကဒါတော့ခမရနည်းနည်းများသွားပြီခမရကအခွင့်အရေးပေးလို့မရပါလားဆိုပြီးပြောနေခဲ့တယ်အဲ့ဒါနဲ့ဇန်တို့လဲဒီကောင်းကိုငါအလျှော့ပေးနေလို့မရဘူးတစ်ချက်သေးနဲ့တည်သွားအောင် ိုက်ကွက်ဆင်ရမယ်ဆိုပြီးတွေးနေခဲ့တယ်။ခဏနေတော့ဇန်တို့ကမင်းကိုအခုတခါတည်းအပြီးတော့မှပြီးရင်မင်းသမီးနောက်ကိုလိုက်မသွားခင်မင်းမသိခင်မင်းနာမည်လေးတော့ပြောပြခဲ့ပါလို့ပြောခဲ့တယ်။အဲ့တော့ကင်ရယ်လေးငါနာမည်ကင်ရယ်တေချာမှတ်ထားဆိုပြီးတိုက်စစ်ဆင်ပါတော့တယ်။ဒီလိုနဲ့နှစ်ယောက်သားအားပြင်းပြင်းနဲ့ဓာချင်းစတင်ရှင်ကြပါတော့တယ်။ဓာချင်းရှင်လာပြီမယ်လေကင်ရယ်မော်ဝင်သားကိုဇန်တို့ကမထိုးဖောက်နိုင်ခဲ့ပါဘူး။ကင်ရယ်လေးအရင်ကဓာတင်ပေးခဲ့တဲ့ဆရာဖြစ်သူဇန်တို့ကို မသက်ချင်းပေးမယ်လေအခုအနေထားကမသက်လို့မဖြစ်တော့ပါဘူးဒါကြောင့်အားကုန်သုံးပြီးရရက်ဆက်ဆက်ဇန်တို့ကိုခုတ်ထစ်ဖြက်လိုက်ပါတော့တယ်ဇန်တို့ကိုအသေးသက်ချင်းရင်ရပါမယ်လေတင်ငယ်ပူးတဲ့ကျေးဇူးရှိနေတာကြောင့်ကင်ရယ်မသက်တော့ပါဘူးအဲ့တော့ဇန်တို့လည်းမင်းဘာလို့ငါ့ကိုမသက်တာလဲဘာလို့တက်ညာပေးလိုက်တာလဲလို့မေးတော့ကင်ရယ်ကမဖြေခဲ့ပါဘူးအဲ့တော့ဇန်တို့လည်းဘာပဲဖြစ်ဖြစ်ခွင့်လို့ပေးပါကျေးဇူးကြီးမားလှပါတယ်လို့ပြောနေခဲ့တယ်ကင်ရယ်လည်းဇန်တို့ကိုဘာမှမလုပ်တော့ပဲနှုတ်ဆက်ပါတယ် ညီကိုသွားလိုက်ပါမယ်ဆိုပြီးထွက်လာခဲ့ပါတော့တယ်။ကံရွယ်လဲဆရာဖြစ်သူကိုအခုလိုမျိုးဓာကုတ်လိုက်ရတဲ့အတွက်မျက်ရည်တွေဝဲနေခဲ့ပါတယ်။တဖက်မှာလဲမင်းသမီးလေးအကိုတော်ကဇန်တို့ပြန်မလာသေးတာကြောင့်ရုံရင်းစံခတ်ဖြစ်နေကြတယ်။ခဏနေတကားဖွင့်တန်ကြတော့ဇန်တို့မင်းအရန်ကြတယ်နော်။ဘာလို့ဖြစ်နေတာလဲဆိုပြီးလှည့်ကြည့်လိုက်တော့မင်းသမီးလေးလူယုံတော်နဲ့တပ်သားတွေကိုတွေ့လိုက်ရတယ်။လစ်လဲအတူပါလာတဲ့တပ်သားတွေကို အထဲမှာမတင်ငါးစရာတွေအကုန်ရှာဖို့အမိတ်ပေးလိုက်ပါတော့တယ်။ အကိုတော်လဲဘာလဲမင်းတို့ကဘသူတွေလဲဘသူခွင့်ပြုခြင်းနဲ့အခုလိုမျိုးတွေလာလုံးနေတာလဲဆိုပြီးអော်နေတော့နေကောင်းရဲ့လာအကိုတော်ဆိုတဲ့အတန်လေးကိုကြားလိုက်ရပါတော့တယ်ကြည်လိုက်တော့မင်းသမီးလေးဖြစ်နေတော့သူအရန်ထိတ်လန့်သွားခဲ့တယ်မင်းသမီးလေးလဲသူ့လူယုံတော်ကိုဖမ်းဖို့ချက်ချင်းအမိတ်ပေးခဲ့တယ်ဖမ်းတဲ့အခါယုံရင်စံခတ်ဖြစ်နေရင်အင်းအားသုံးဆိုပြီးပြောနေတော့အကိုတော်စိတ်တူသွားခဲ့တယ်ငါ့ဟုတ်ဘာထင်းနေလဲငါကအရှင်မင်းမြတ်ရဲ့အကြီးဆုံးသားဆိုပြီးဒေါသထွက်အော်ဟစ်နေခဲ့တယ် မင်းသမီးလေးလည်းအပြင်ကိုထွက်လာပြီးကင်ရယ်တို့ကိုရှင်တို့ကိုအလေးနဲ့ကျေးဇူးတင်ပါတယ်တော်ဝင်နန်းတော်ကပြန်ပြီးဂုဏ်ပြုပြရစီလို့ပြောခဲ့ပါတယ်နန်းတော်လည်းရောက်ရောက်စီရန်တို့နဲ့မော်ဆီယာမာလေးတို့ကစားကောင်းတောက်ဖွဲတွေစားပြီးအပျော်ကြီးပျော်နေခဲ့ပါတော့တယ်ကင်ရယ်လည်းသူ့လူတွေကိုကြည့်ပြီးမင်းသမီးလေးကိုအားနာနေခဲ့တယ်ခဏနေတော့ဘယင်ကြီးရောက်လာပြီးသမီးတော်လေးကိုအခုလိုကယ်ပေးတဲ့အတွက်ဖခင်တယောက်အနေနဲ့ကျေးဇူးတင်လာပါတယ်ဆိုပြီးကင်ရယ်ကိုပြောနေခဲ့တယ်ကင်ရယ်ကလည်းကျင်နာတနာတက်လုံလာပါတယ် ဘရင်ကြီးဆိုပြီးပြန်ကာဝရပြုခဲ့ပါတော့တယ်။ဘရင်လဲတူတော်မောင်အတွက်တိတ်ကိုအဆက်ရမိပါတယ်။နောက်ဇန်တို့ဘာလို့တူတော်မောင်ဘက်ကနေကူညီပေးတာလဲစဉ်းစားလို့မရဘူး။တခြားနိုင်ငံတွေကပဲဝင်ရောက်ဆွတ်ဖက်နေတာလား။ဒါမှမဟုတ်နှဆိုးတွေကြောင့်အခုလိုမျိုးတိုင်းပြည်ပြက်နေတာလားဆိုတာစဉ်းစားလို့မရဘူးလို့ဘရင်ကြီးကပြောနေခဲ့တယ်။ခဏနေတော့ဘရင်ကြီးလဲအခုဖြစ်ပျက်ခဲ့တာတွေကိုမင်းတို့ဘသူကမှ ပြန်မပြောရဘူး။ဒါကတိုင်းပြည်အတွက်ဂုံတိတ်ခါပဲလို့ဘရင်ကြီးကတတိပေးခဲ့တယ်။မင်းသမီးလေးကလည်း ခမဲတော်သူတို့ကိုယုံကြည်လို့ရပါတယ်။ဘာမှမဖြစ်ပါဘူးလို့ပြောခဲ့တယ်။နောက်တော့မင်းသမီးလေးလည်းသူဖြစ်လာသမျှပြဿနာတွေကိုတိုင်းသူပြည်သားတွေကိုသတိပေးလိုက်ပါတော့တယ်။တိုင်းသူပြည်သားတွေကလည်းမင်းသမီးလေးကိုကယ်တင်ပေးခဲ့တဲ့ကံရွယ်တို့အဖွဲ့သားတွေရဲ့တတိကိုတော့ချီးကျူးမဆုံးဖြစ်နေပါတော့တယ်။အကိုတော်လှုပ်ကြံတဲ့အကြောင်းကိုတော့တိုင်းသူပြည်သားတွေကိုမင်းသမီးလေးကပေးမသိခဲ့ပါဘူး။လူနည်းစုကသာဒီအဖြစ်မှန်ကို သိကြတာဖြစ်ပါတယ်။နောက်တနေ့မှာတော့ဘယင်ကကံရွယ်တို့ကို ဂုံပြူစုချင်းမြင့်ဖို့စောင့်နေခဲ့ပါတယ်။ကင်ရဲတို့လည်းခမ်းမတဲ့ကိုအာမန်အပြည့်နဲ့ဝင်လာပါတော့တယ်။ဘီရင်ကြီးလည်းမင်းသမီးလေးကိုကယ်တင်ခဲ့တဲ့ကင်ရဲတို့ကိုသူရဲကောင်းဂုံပြူတစ်စိတ်ပေးအပ်လိုက်ပါတော့တယ်။ကင်ရဲလည်းသူရဲကောင်းလူသိရှင်ကြားတစ်ဖန်ပြန်လဲမွေးဖွားလာတာကြောင့်သဘောကျနေခဲ့တယ်။လူဖြစ်ပြန်ဝင်စားလာတဲ့အခါမှာပထမဦးဆုံးသူရဲကောင်းအဖြစ် တိုင်းသည့်ပြည်သည့်မြောက်စားခံရတာကြောင့်သူ့ကိုယ်သူဂုံယူမဆုံးဖြစ်နေပါတော့တယ်။တညမှာဘီရင်ကြီးကတေးရေတေးရက်တွေတောက်ပြီးမဖြစ်တော့ဘူး။ ဇန်ဆိုတဲ့အကောင်တော်တော်အတုံးမကြတာမင်းသမီးကိုတေးအောင်တော့မတက်နိုင်ဘူးမင်းသမီးထက်မြက်ပုံမျိုးနဲ့ဆိုငါမသိခင် ခနာလေးဘရင်မဖြစ်လာမှာမဟုတ်ရင်ငါကသူ့နောက်ရောက်ပြီးခမဲတော်အဖြစ်ယာထုကြသွားမှာဆိုပြီးပြောနေခဲ့တယ်မဖြစ်ဘူးမင်းသမီးကိုတေးအောင်တက်ဖို့နောက်ထပ်အစီအစဉ်တစ်ခုအမြန်ဆွဲရမယ်ဆိုပြီးပြောနေခဲ့တယ်တကယ်တော့ဘရင်ကြီးကမင်းသမီးဦးလေးဖြစ်ပါတယ်မင်းသမီးမိဘတွေမရှိကြတဲ့ကပြုစုဆောက်ရှောက်ထားတာလည်းဖြစ်ပါတယ် ခဏနေတော့မျက်နှာဖုံးဆွထားတဲ့လူတယောက်ရောက်လာပြီးအရှင်မင်းကြီးခမ ्या ကတော်တော်ရုပ်မာတာပဲခမ ्या ကတခြားတိုင်းပြည်ကလူပုတွေကိုနှိမ်နှင်းဖို့ကျွန်တော် အမိတ်ပေးထားတာကိုလက်မခံဘူးခမ ्या ကရုပ်မာဖို့ပဲကြံနေတာဆိုပြီးဘယင်ကိုတက်ပြဖို့ကြံပါတော့တယ်ခမ ्या မကောင်းမှုကြောင့်လူပုလေးတွေခမ ्या အုပ်ချုပ်နေတဲ့နိုင်ငံတော်ကြီးလဲတစားစီဖြစ်သွားခဲ့ရတယ်ကျွန်တော်မျိုးကိုခွင့်လိုပါအရှင်မင်းကြီးခမ ्या အပြည့်အတွက်ခမ ्या တာဝန်ယူရမယ်ဆိုပြီးပြောခဲ့တယ်အဲ့တော့ဘယင်ကလည်းနေပါဦးမင်းဘသူလဲဆိုတာကိုမေးနေတော့ မှန်တော့မှန်ပါတယ်အရှင်မင်းကြီးမင်းသမီးကိုတတ်ဖို့အမိတ်ပေးနိုင်တဲ့လူကခမည်းတယောက်ပဲရှိတာခမည်းရုပ်မှမှုတွေအတွက်ပေးဆက်ရမယ်လို့ပြောခဲ့တယ်မင်းသမီးလေးကအကြံကြီးပေမဲ့ထက်မြက်တယ်ခမည်းလိုလူရုပ်မှထက်ဆိုင်ရင်နိုင်ငံကိုသူအုပ်ချုပ်တာတင့်တော်ပါတယ်ဆိုပြီးပြောကနန်းတော်အပေါ်ကနေဘယင်ကိုပြစ်ချလိုက်ပါတော့တယ်ဘယင်ကိုအခုလိုလှုပ်ကြံတက်ပြက်လိုက်တာကကင်ရယ်ဖြစ်နေခဲ့တယ်ဘရင်ကြီးအရက်မူပြီးနန်းတော်ဘောကပြုတ်ကြတေးကြတယ်လို့ထင်ကြပေမဲ့မင်းသမီးလေးကတော့ဘရင်ကြီးအရှက်မရအောင နှလုံးရက်ပြီးတည်ဆုံသွားတယ်လို့တိုင်းသူပြည်သားတွေကိုကြေညာခဲ့ပါတယ်။လီစတိုကလည်းဘယင်ကြီးအခုလိုမျိုးရုတ်တရက်တည်သွားတာကြောင့်စိတ်မကောင်းဖြစ်နေကြတယ်။တဖက်မှာလည်းမင်းသမီးလေးကဂါခန်တိုင်းပြည်ကမင်းသားနဲ့ဆက်ဆက်ရတော့မယ့်အကြောင်းဂိုင်ရက်ကိုပြောပြနေခဲ့တယ်။ဂိုင်ရက်ကလည်းဂါခန်ဟုတ်လားဘလို့ပတ်သက်တာလဲဆိုပြီးမေးခဲ့တယ်။အရင်ကဇီးကကြာရှုံးမလို့ဖြစ်တော့ကခမဲတော်ကဂါခန်တိုင်းပြည်နဲ့ပူးပေါင်းခဲ့ရတယ်။ဂါခန်တိုင်းပြည်အကူအညီကိုယူထားတာကြောင့်ဒဇာခန်အနေနဲ့ကျမကို သူတို့အင်ရှိဆန်မင်းသားနဲ့လက်ထပ်ဖို့စီစဉ်ပေးခဲ့တယ်။ဒါပေမဲ့ကျမအတုံးကခမဲတော်ကိုအားနာလို့ဂရီတခုအဖြစ်ထားခဲ့တာ။အခုတော့လက်ထပ်ဖို့ကိုကျမငင်းတော့မယ်။လက်မထပ်နိုင်တော့ဘူးလို့ပြောခဲ့တယ်။အဲ့အတွက်ကင်ရီကူညီပေးရမယ်။ရှင်ကာကန်တိုင်းပြည်ကိုသွားစိတ်ဆက်လန်းချောင်းဖြတ်သိမ်းတဲ့တဝန်လွာကိုသွားပို့ပေး။သူတို့ဘက်ကသဘောတူညီချက်ရအောင်ယူခဲ့ဆိုပြီးကင်ရီကိုအမိတ်ပေးခဲ့တယ်။ကင်ရီလည်းတဝန်လာလေးကိုကင်ပြီးဘာလို့လို့ဘာကင်ရမှန်းမသိဖြစ်နေခဲ့တယ်။ခဏနေတော့မော်ဆီယာမာလေးရောက်လာပြီ ဘာတွေဖြစ်နေတာလဲလို့မေးတော့ဂါဂန်တိုင်းမီကဘလို့တုတ်ပြန်မလဲမသိဘူးအတွေးတွေများနေတယ်လို့ပြောခဲ့တယ်အဲ့တော့မော်ဆီယာမာလေးလဲငါစိတ်ထစ်နေတာတခုရှိတယ်ဂါဂန်တိုင်းမီကဘယင်ကြီးဆုံးလာတာမလာဘူးနော်တေချာတာကတော့သူတို့ကြားပြဿနာတွေအများကြီးရှိပုံရတယ်အဲ့ဒီပြဿနာတွေကိုသိချင်းဖြေရှင်းစေချင်းလို့နေ့ကိုလွတ်တာလေအဲ့ဒါကြောင့်တမင်မင်းသမီးလေးကတိတိနဲ့နေ့ကိုဖွင့်မပြောတာပေါ့ဆိုပြီးပြောခဲ့တယ်အဲ့တော့ကန်ရယ်လဲနေပြောတာဟုတ်လောက်တယ် မင်းသမီးကငါ့ကိုအများကြီးမျှော်မှန်းထားပုံပဲငါအစွမ်းကိုကူညီရမယ်ဆိုပြီးပြောခဲ့တယ်။နောက်တနေ့မနက်မှာတော့မင်းသမီးလေးကကန်ရယ်ရှင်ကျမကိုထူးဆန်းနေမထင်ဘူးလား။ခမဲတော်တယောက်လုံးနဲ့ရွာဆန်းတာတော့ကျမပူဆွေးမနေဘူးလေ။ကျမအဖေတယောက်အနေနဲ့သူ့ကိုချစ်ပါတယ်။ဒါပေမဲ့ဘရင်တယောက်အနေနဲ့ကတော့အစင်မပြေဘူးလို့ပြောခဲ့တယ်။ကန်ရယ်ရှင်ကျမစစ်တီတော်အဖြစ်တာဝန်ထမ်းဆောင်ပေးပါလား။ရှင်ကိုကျမဘက်မှာအမြဲရှိစေချင်တယ်လို့ပြောခဲ့တယ်။ ။ကံရွယ်လဲအဆင်မပြေပါဘူးမင်းသမီးလေး။ကျွန်တော်မှလှုပ်စရာတွေအများကြီးရှိသေးတယ်လို့ညင်းခဲ့ပါဗါ။အဲ့တော့မင်းသမီးလေးကလည်းစတာပါကံရွယ်။ကံရွယ်ကိုစရတာအယမ်းပျော်စရာကောင်းတယ်။ရှင်တို့လန်ခီးမှာตาရဖြောက်ဖြူးပါစေလို့ကျမဆူတောင်းပေးတယ်ဆိုပြီးနှုတ်ဆက်ခဲ့ပါတော့တယ်။ကံရွယ်လဲသူထင်ထားသလိုဖြစ်မလာတာကြောင့်တော်တော်လေးစိတ်သက်ကြသွားခဲ့တယ်။မင်းသမီးအန်ရယ်ကြလာရင်တော့ရောက်ရအရက်ကနေအမြန်ဆုံးပြေးလာပါမယ်ဆိုပြီးကံရွယ်တယောက်ကတိပေးခဲ့ပါတယ်။မင်းသမီးလေးလည်း ကင်ဝေတို့ထွက်သွားတာကိုကြည့်ပြီးစိတ်မကောင်းတော့ဖြစ်နေခဲ့ပါတယ်။မင်းသမီးလေးလည်းငါအခုကဇီကက်ကိုအုပ်ချုပ်ရတော့မှဆက်ပြီးကူညီပေးပါအောင်ဆိုပြီးရန်ရွှေတော်ကိုပြောနေခဲ့တယ်။တဖက်မှာလည်းကင်ဝေတို့ကတော်ဝင်မျိုးတော်ကလက်နက်ပစ္စည်းဆိုင်ကိုဝင်ပြီးလိုအပ်တာတွေဝယ်နေခဲ့တယ်။ပြီးတော့ဆိုင်ရှင်ကိုလည်းကျွန်တော်တို့ကကာနန်ကိုသွားမှကာနန်နဲ့ပတ်သက်ပြီးတခုခုများတည်ထားတာရှိလားဆိုပြီးမေးခဲ့တယ်။အဲ့တော့ဆိုင်ရှင်ကလည်းကာနန်လား တိတ်ကိုအန်ရည်များတဲ့နေရာတခုလို့ပြောခဲ့တယ်။အန်နေမီကတိတ်ကိုစိန်ခုံမှုများတယ်။အရာရာတိုင်းကိုတတိထားရတယ်။သွားမယ်ဆိုအထူးတတိထားပြီးသွားလို့ပြောနေခဲ့တယ်။ပြီးတော့ကာနန်ကရှေးလျားတဲ့တမိုင်းကြောင်များပြီးသူ့အမှုပညာအရေးသွေးကလည်းတိတ်ကိုမြင်မာတယ်လို့ပြောခဲ့တယ်။ကန်ရွေလေးဆိုင်ရှင်ကိုအခုလို့တတိပေးတာကြောင့်ကျေးဇူးတင်ကြောင်းပြန်လာရင်တစ်ခေါက်လာအောင်မယ်ဆိုပြီးပြောခဲ့တယ်။ဒီလိုနဲ့ကန်ရွေတို့ခရီးဆက်လာရင်လစ်ကကာနန်အကြောင်းကြားဘူးတယ်။မိုင်းတူးတဲ့မြို့မလားဆိုပြီးမင်းနေတော့ စီရန်ကထုံးစံအတိုင်းအရှင်းဝင်ဖောက်ပါတော့တယ်။ငါကတော့ကာဏမျိုးမှာကောင်းမလေးချောချောလေးတွေရှိပါစေလို့ပဲဆုတောင်းတယ်။ငါအဲ့အတွက်အဲ့ဒါပဲလိုအပ်တယ်ဆိုပြီးစနေခဲ့ပါတော့တယ်။ကေပရိသက်ကြီးတို့ရေဒီလိုနဲ့ကန်ရီတို့အဖွဲ့တွေဟာကာဏမျိုးကိုလိုက်သွားရင်ဘလို့စိန်ခေါ်မှုတွေစေဝင်စားဖွယ်ရရင်ဆိုင်ရမလဲဆိုတာကတော့အပိုင်းခွန်လေးကိုစောင့်မျှော်ကြည့်ရှုပေးပါအောင်နော်။